BTS ကြောင့်ကုနဲ့ Aspar Karina တို့ရဲ့တူညီတဲ့ပြဿနာကွဲပြားတဲ့ပြည်သက်တုံ့ပြန်မှုအားလုံးမင်္ဂလာပါတောင်ကိုရီးယားဟာလိန်ခွဲခြားဆက်ဆံတက်ပြီးအမျိုးသမီးမုံဝါဒီမီဆိုရီပြည်နေတဲ့နိုင်ငံတစ်ခုဆိုတာအတော်များများဝေဖန်နေကြတာကြပါပြီ။ဒါကိုအမျိုးသမီးအိုင်ဒယ်တွေကိုယ်တိုင်မကြာခဏဖွင့်ချပြောပြနေရပါဗျ။ အခုရက်ပိုင်းတွင်ဖြစ်ပျက်ခဲ့တဲ့ BDS ကြောင်ကူးနဲ့ Export Carina ရဲ့နိုင်ငံရေးအရှုပ်ရှင်းကြားဂျာညံ့မှုတွေပေါ်ကိုရီးယားပြည်သူတွေရဲ့သဘောထားကနေတီဇင်တွေကြားမှာ double standard အဖြစ်ဝေဖန်စရာတစ်ခုဖြစ်လာနေပါတယ်။ BDS ချောင်ကူဟာ J-Hope concert အတွက်ရဟာဇယ်လေးကျင်နေတော့မှ Make Tokyo Great Again ဆိုတဲ့စာတမ်းပါအောက်ထုတ်တလုံးကိုစောင့်ထားခဲ့ပါတယ်။ တရုတ်ထုတ်ကဂျပန်နဲ့သမိုင်းကြောင်းမကောင်းခဲ့တဲ့ကိုရီးယားပြည်သူတွေကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။ဒီကိစ္စကိုနီတီဇင်တွေကပြီးခဲ့တဲ့လအတွင်းကဖြစ်ပျက်ခဲ့တဲ့ခရီနာရဲ့ Instagram ပြသနာနဲ့နှိုင်းရှင်ကြည့်ခဲ့ကြပါတယ်။ခရီနာဟာဒီတော့ကနံပါတ်1ပါတဲ့အနီနဲ့အနက်ရောင်အင်ဂျီကိုဝတ်ဆင်ထားရင်းနှင်းစီပန် emoji ကို caption ရေးခဲ့တာကြောင့်မဲဆွဲရဲဆိုပြီးဝေဖန်မှုတွေအများကြီးခံလိုက်ရတာပါ။သွေးအေးသွားကြပြီဆိုတော့ကိုရီးယားနီတီဇင်တွေကဒီအကြောင်းကိုပြန်လည်ဆွေးနွေးလာကြပါတယ်။ သူတို့ကဂျောင်ကုနဲ့ကရီနာရဲ့ပြဿနာတွေကိုနှိုင်းရှင်ကြည့်ကြပြီးဝေဖန်မှုပမာဏကဘာကြောင့်ကွာခြားရသလဲဆိုတာဖြေရှာနေကြပါတယ်။တချို့နီတီဇင်တွေကတော့ဒီကိစ္စနှစ်ခုကနှိုင်းရှင်လို့မရဘူးလို့ပြန်ညင်းချက်ထုတ်ကြပါတယ်။ဂျောင်ကုရဲ့အုတ်ထုတ်ကိစ္စကလူတည်နေပြီး preview photo တွေက နေထွက်လာတာမို့တော်တော်သိသိပြီးခဲ့တာပါ။ဒါပေမဲ့ကရီနာကတော့ရွေးကောက်ပွဲကာလအားလုံးစင်ကျင်နေကြတဲ့အချိန်မှာ post တင်လိုက်မိတာလို့ထောက်ပြလာပါဗျ။တချို့ကတော့ဂျောင်ကူရဲ့ပြဿနာဖြေရှင်းပုံကိုချီးကျူးနေကြပါဗျ။ ကျောင်းကူကပြဿနာဖြစ်ဖြစ်ချင်းမှာပဲ reverse မှာအသေးစိတ်စာရေးတောင်းပန်ခဲ့တာပါကျောင်းကူကသူတတိလက်လွတ်ဖြစ်သွားကြောင်းဝန်ခံခဲ့တယ်လို့အုတ်ထုတ်ကိုချက်ချင်းလွတ်ပစ်လိုက်ကြောင်းလည်းကတိပေးခဲ့ပါသေးတယ်တချို့ကလည်းဒီကိစ္စမှာလိန်ခွဲခြားမှုဆိုတာမရှိပဲ Karina ကိုသူ့လူရဲ့ကြောင့်တိုက်ခိုက်ကြတာဖြစ်တယ်လို့ပြောလာကြပါတယ်ဒါပေမဲ့လည်း Netizen အတော်များများကတော့ဒါကိုလက်မခံပါဘူးတကယ်ဆိုရင် Karina ရဲ့ကိစ္စကဇွတ်ဆွဲဝေဖန်ကြတာဖြစ်ပြီးကျောင်းကူရဲ့ပြဿနာကလက်ဆုပ်လက်ကင်ပြစရာကိစ္စပါပါ နှစ်ယောက်စလုံးက fan base အခိုင်အမာရှိကြတဲ့ idol တွေဆိုပေမဲ့လူတွေရဲ့ခွင့်လွှတ်နိုင်မှုကကွာခြားခဲ့ပါတယ်။ Karina ကိုရိုင်းလည်းပြဿနာဖြစ်ဖြစ်ချင်း bubble မှာစိုးရိမ်နေကြတဲ့ပရိသတ်တွေကိုတောင်းပန်ပြီးနားလည်မှုလွဲကြတာဖြစ်ကြောင်းဖြေရှင်းခဲ့ပါတယ်။ဒီတော့လူတွေကကြောက်ခုနဲ့ရှင်ရင် Karina အပေါ်မမျှမတဆက်ဆံလိုက်ကြတာဖြစ်ပြီးအမျိုးသမီးတယောက်မှမီဆိုရီရဲ့ဖိနှိပ်တာကိုခံလိုက်ရတာဖြစ်ကြောင်းပြန်လည်ငင်းခုန်နေကြပါတယ်။ ကျန်တဲ့ကိုရီးယားနီတီဇင်တွေကတော့ hype ရဲ့ဂျောင်ကူပြဿနာဖြေရှင်းပုံကိုပိုပြီးစိတ်ဝင်စားနေကြပါတယ်။ဂျောင်ကူဘက်ကတောင်းပန်စာတင်ပြီးပြီးချင်းမှာပဲကိုရီးယားသတင်းဌာန My Daily မှာ PDS ဂျောင်ကူရဲ့ processor Japan အုပ်ထုပ်ပြဿနာဖြေရှင်းပုံဂျောင်ကူဟာဘလို့တောင်းပန်ရမလဲဆိုတာအတွက်မှန်ကန်တဲ့သက်တည်တစ်ခုဖြစ်လာခဲ့ပြီးဂျောင်ကူပေါ်ရှောက်ခတ်မှန်းနေတာနဲ့ webinar တွေရက်လိုက်ကြဆိုတဲ့ခေါင်းစဉ်နဲ့ media play ဆောင်မတစ်ပုတ်ချက်ချင်းတက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း hype ဟာပြဿနာတက်တက်ချင်းမာရင် new jeans ရဲ့မကောင်းသတင်းတွေဆွတ်ထည့်ပြီးကြောင်ခုသတင်းကိုဖုံးမှုစ조사ခဲ့ကြောင်းဆွဆွဲခံနေရပါတယ်။ netizen တွေကတော့ hype ရဲ့တိတာလွန်နေတဲ့ media play တွေကိုစိတ်ပြတ်နေကြပြီးရက်တန်းကရက်လိုက်ဖို့ပဲဝေဖန်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။